မတန်ဆွမ်းသူတွေစံပိုင်ဝင်ဆောင်မှုတွေရယူရမှာအဆင်ပြေစေဖို့တဲ့လိုအပ်တဲ့သတင်းချက်လက်တွေကိုကောက်ယူမဲ့စီမံကိန်းကို အကောင့်ထဲပေါ်ဆောင်ရွက်ဖို့ရှိနေပါတယ်ဒီသတင်းကိုတော့ဦးမျိုးမင်းမင်းကပေးပို့ထားတာပါခင်ဗျာမတန်ဆွမ်းသူတွေအနေနဲ့ဆေးရုံဆေးကန်းတွေပြရမှာတွေးကြုံနေကြရတဲ့အခက်အခဲတားဆီးတွေကိုရှော့ချပေးနိုင်မှုနဲ့သက်ဆိုင်ရာဖွဲ့စည်းတွေကိုအကြံဉာဏ်တွေပေးနိုင်မှုအတွက်မြန်မာနိုင်ငံမတန်ဆွမ်းသူများကောင်စီအနေနဲ့မတန်ဆွမ်းသူတွေစီကနေ လိုအပ်တဲ့ချက်လက်တွေကိုကောက်ယူစုဆောင်းသွားမှာဖြစ်ပါတယ်။ဒါကတော့တော့စစချင်းကိုကျွန်တော်တို့သတ်မှတ်ထားတဲ့နေရာတွေမှာစစကြတော့ကိုယ့်ရဲ့ခွင့်ရည်တွေကဘာတွေရှိတယ်ဆိုတာကိုအရင်ဆုံးကျွန်တော်သိအောင်ဆွေးနွေးပွဲတွေ workshop တွေဆောင်ရွက်မယ်။ဆောင်ရွက်ပြီးတဲ့အခါမှာကျွန်တော်တို့တစ်ခါလူတွေကိုကျွန်တော်တို့အဲ့မှာမတန်ဆန်းသူတွေဖိတ်ခေါ်ပြီးတော့ဘယ်လိုအခက်အခဲတွေရှိတယ်ဆိုတာကိုကျွန်တော်တို့မေးမြန်းမယ်။မေးမြန်းပြီးတဲ့အခါမှာဒီအခက်အခဲတွေဒီဘယ်မျိုးစားဒီဘယ်အဆင့်နဲ့ ညီနိုင်ရမှာလဲအပူပီစီလို့ရမှာဆိုတော့ဒီလိုပေါ်လာမယ်အဲ့ကြမှာအဲ့ဒီပေါ်လာပြီးတဲ့အခါမှာဒီသက်ဆိုင်ရာဒီအခက်ခဲနဲ့သက်ဆိုင်တဲ့ဌာနတို့ပုဂ္ဂိုလ်တို့အစဉ်အဆက်ကိုကျွန်တော်တို့ဒီပြင်ပြပြီးတော့ဆွေးနွေးပြုနေတာကိုကြိုးစားမှာဖြစ်ပါတယ်မတန်ဆွမ်းသူတွေအနေနဲ့ဆေးရုံဆေးကန်းတွေမှာကျန်းမာရေးဝန်ဆောင်မှုတွေရယူတဲ့နေရာမှာ ကျမ်းမာရေးဝန်ထမ်းတွေအနေနဲ့မတန်ဆွမ်းမှုအမျိုးအစားအလိုက် ဘလို့မျိုးကူညီပေးရမလဲဆိုတဲ့အသိပညာပေးမှုမျိုးတွေကိုလှုပ်ပေးဖို့အတွက်မတန်ဆွမ်းသူတွေကလိုလားနေကြပါတယ်တကယ်လို့လိုအပ်နေတာကတော့ဒီကျွန်တော်တို့ကူညီနေတဲ့ပုံမှာသူတို့ဟိုတတ်တတ်မမအဲ့လိုမျိုးကူညီတဲ့ဟိုကျမ်းမာရေးဌာနအထူးသဖြင့်ကျမ်းမာရေးဌာနပေါ့နော်အဲ့ဒီရဝန်ထမ်းတွေကိုဒီမတန်ဆွမ်းတွေနဲ့ပတ်သက်လို့ကူညီမှုတွေပေးဖို့အတွက်သူတို့တင်တန်းလဲတင်တန်းအဲ့လိုရက်တို့တင်တန်းဖြစ်ဖြစ်ဒါမှမဟုတ်သူတို့ဒီကိုတခြားလူတွေရဲ့ဒီလောက်ကနေနေတဲ့ဆောင်ရွက်နေတဲ့အရာတွေအဲ့လိုမျိုး ဒီတင်နန်းတစ်ခုခုနေတဲ့ပေါ့ဗီဒီယို slide show နဲ့တော့လကောင်းအဲ့လိုတင်နန်းပြရမျိုးတော့လကောင်းအဲ့လိုမျိုးလုပ်ပေးရင်တော့ကျွန်တော်တို့အခက်ခဲရတော့ပြင်လဲလိုက်မယ်ထင်တယ်ဗျာ2014ခုနှစ်သကောင်စင်ရဲ့အစီရင်ခံစာအရမြန်မာနိုင်ငံတဝမ်းမှာမတန်ဆွမ်းသူဥယျလေးတသမ600ခန့်နှုန်းရှိတယ်လို့ဖော်ပြထားပြီးလူဥယျအရ1တသမ3တန်းကျော်ရှိနေပါတယ်။မတန်ဆွမ်းမှုအမျိုးအစား၄မျိုးရှိရမှာမျက်မမြင်ဥယျဟာအများဆုံးဖြစ်တယ်လို့လည်းအဲ့ဒီသကောင်စင်ရဲ့အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။ကျွန်တော်မျိုး